မင်းတို့ပြောတော့ငါက PDF လို့တော့ပြောတယ်ဒါပေမဲ့ PDF တွေကိုတုတ်တင်ခြေမုံနေတယ်ဒီမှာမြင်းကြံကနော်နိုင်ငံနဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတယ်မတိတာယူမုံနေငါလည်းနှစ်ယောက်တူရှိနေတယ်နော်ဒါပေမဲ့ဒါကပေါ့ကိုတော်ကနော်မတိတာယူမုံပေါ်မှာအဲဒီပြည်သူစစ်တွေအဲအတွက်နော်လူတန်းမှုလေးတစ်ခုကိုငါလာပြီးတော့မှ ဟိုနဝကမလုတ်ပြီးတဲ့သဘောပဲပေါ့နော်လမ်းလမ်းကြောင်းပုံမှာအနေထားရငါသွားရဲ့လို့ငါလာလာဓမ္မကြီးလာတာမတ်တီတာယူမွန်နဲ့မြင်းချံခလောက်လာတယ်နော်အဲ့တော့ကြတော့လူဆိုတာကကိုယ်သမိုင်းကိုရေးတာကောင်းပါတယ်နော်ဘ누구သမိုင်းမှရေးတာမကောင်းဘူးနော်အဲ့တော့ကြတော့နိုင်ငံရဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတဲ့ဓမ္မကြီးကိုမောင်နှမတွေစုံလေတာဖြစ်တယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ် ကျွန်တော်ကားကြီးကိုသွားတော့ကားကြီးတွေကမတည်ရဲဘူးသူတို့ကမတည်ရဲဘူးဆိုတဲ့အကြောင်းရင်းအမှန်တယ်သူတို့တည်ရဲမှာမဟုတ်ဘူးစစ်တပ်ကစစ်ရင်လေသူကစစ်တပ်ကစစ်ရင်လေသူကျွန်တော်ဖုံးပြန်ဆက်နေအောင်ပါနော်ဟိုပီဒီအက်ကတွေ့ဝိုင်းရင်လေသူတို့အသက်ခံရအောင်ပါနော်အဲ့တော့ကျွန်တော်ကဟိုကိုတကိုနိုင်ငံနဲ့ကိုလူမျိုးကိုကာကွယ်နေတယ်ဒီပြည်သူစစ်အဖွဲ့မတ်တီတာယူမှုလို့ပေါ့နော်ဟိုအော်ဒါချက်တဲတဲ့ဘွင့်အနေနဲ့ဟောဟိုဒါငါတို့ဒီပြည်သူစစ်ကလေးတွေလိုအပ်နေမှာပဲဆိုပြီးတော့ငါဘာဖြစ်ဖြစ်ပေါ့နော်ငါရောက်အောင်သွားပုံမယ်ဆိုပြီးတော့ကျွန်တော်ကကားပေါ်မှာတင်ပြီးတော့မှ ဒီကနေမနေ့9နာရီလောက်ထွက်သွားတာနော်ထွက်သွားတာပို့လာတော့ကျွန်တော်ပကံကြောင်ဦးမှာပို့လာမက်တီတာယုံမနဲ့ကျွန်တော်နေရာပကံကြောင်ဦးမှာတွေ့ကြတာပေါ့နော်တွေ့ပြီးတော့ဒီကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်တာတဲ့မတင်ရဲတာနော်မတင်ရဲတော့ကြတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်ပဲဒီပြည်သူစစ်တွေအတွက်ကြီးကအင်းကြီးအထေတရားကိုကိုယ်တိုင်ကိုကြောက်သွားဖို့ပေးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တီတာယုမွန်နဲ့ဇော်ဘုံဟိန်းတို့ပကံဟိုတယ်မှာချင်းတွေ့ခဲ့တဲ့ရုပ်တံတွေအပြင်မက်တရာမှာဘုံကျဲလို့ တဦးတည်ဆုံးပြီး၄ဦးတန်ရာရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။မန္တလေးတိုင်းမတရားမျိုးနယ်ရွာတန်းရှိရွာကိုမေလ၃ရက်ညနေပိုင်းကဘုံကျဲတိုက်ခိုက်လို့အမျိုးသမီးတဦးတည်ဆုံးပြီးနောက်ထပ်၄ဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရစေ။အသက်၂၅နှစ်အရွယ်အမျိုးသမီးတဦးတည်ဆုံးခဲ့ပြီးအသက်၁၈နှစ်အရွယ်အမျိုးသမီးတဦးအသက်၃၀အရွယ်အမျိုးသမီးတဦးအသက်၅၀အရွယ်အမျိုးသမီးတဦးနဲ့နောက်ထပ်အသက်၅၀အရွယ်အမျိုးသားတဦးလို့တန်ရာရခဲ့တာပါ။ တရားဥလီတက်ကနေလာရောက်ဘုံကျဲတိုက်ခိုက်တာလို့ဒေတာခန်တူကပြောပါတယ်။တရားဥကတက်လာတဲ့ဂျက်တိုက်လေရင်နဲ့ဘုံကျဲတာပြတေဆုံသွားတဲ့အမျိုးသမီးနဲ့ဒဏ်ရာရတဲ့အမျိုးသားတို့ကတားဖတော်တယ်စစ်ကောင်စီတက်ကလေချောင်းကနေမကြာခဏတိုက်ခိုက်နေတာကြောင့်ဘုံခုချင်းတွေတူးထားဖို့ဒေတာအခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေကတိုက်တွန်းထားပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကိုဆက်သွယ်ခဲ့ပေမဲ့အကြောင်းမပြန်ပါဘူး။အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့တီတာယူငုံနဲ့စောဖုံးဟိန်းတို့ပကံဟိုတယ်မှာချင်းတွေးခဲ့တဲ့ရုပ်တံတွေအပြင်တင်ပိုက်ထားသည့်မြို့များစစ်ကောင်စီကိုပြန်ပေးရန်အစီအစုံမရှိစစ်အာဏာရှင်မြင့်ဖြတ်ရေး UNG အပါမဟာမိတ်များနဲ့ဆက်လက်လက်တွဲမိထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ အကျန်းဖက်စစ်အုပ်စုကမြို့တွေကိုပြန်ပေးဖို့တောင်းဆိုထားတာကိုသဘောမတူနိုင်သေးတယ်လို့စစ်အာဏာရှင်မြင့်ပြည့်ရေးယက်တီချက်အတိုင်းဆက်လက်ရှိနေမယ်လို့တောင်းတက်မတော် TNLA ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။မေလ၄ရက်ဒီနေ့မနက်ပိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNLA တွဲဖက်အထွေထွေတွင်ရင်းမှုနှင့်ဗိုလ်မှူးကြီးတာပန်လာနဲ့ အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွေးရီဦးကသတင်းမီဒီယာတွေရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ် TLA တွဲဖက်အထွေထွေအတွင်းရင်းမှုနှင့်ဘုံမူကြီးတပ်ပံလာကလာရှုမျိုးလိုမဖြစ်ရတဲ့ပြည်သူတွေတက်တက်ကြွကြွပါဝင်ပေးကြပါမြို့ကောက်ွယ်ရေးတပ်တွေမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါလို့ပြောဆိုထားပါတယ်မြန်မာရရှိတဲ့တရင်ချက်လက်တွေကိုတက်မတော် ကာကွယ်ဦးစီးချုပ်အပါဝင်နာဆာကအစိုးရအဖွဲ့တရလုံးနဲ့အေးချမ်းစွာနေထိုင်နေတဲ့ပြည်သူတွေ တက်မတော်သားနဲ့တက်မတော်သားမိသားစုတွေကိုတည်တည်ခြင်းနဲ့စိတ်နဲ့ကျွန်တော်အဖြစ်ခံပေါ်နေအမုန်းခံလူသားကရရှိတဲ့နေပြန်ချက်လက်တွေကိုတင်ပြပြတာဖြစ်တယ်ပေါ့နော်တရက်ငါးလ2015လေးရန်နီယာမန္တလေးတိုင်းစင်ဘူးမြို့ကြီတော့ပေါ့ရွာတန်စင်စားတော့ဆိုင်မြို့လင်မယားနေအောင်ရန်ဖြစ်ရယောက်ျားဖြစ်သူမှမိမအားဒါပြင်ခုတ်သက်ပွဲချင်းပြီးတည်ဆုံ PDF ကိုတိုင်တာမရှင်းပေးနိုင်ဘူးဆိုကလင်ယောက်ျားကိုတနက်ဖြစ်ပြတ်နှလုံးပြန်ဖြစ်ကြီတော့ပေါ့ရွာနှွေယုံရွာတွင်မရေရာတပိတ်ချင်းမှတိုက်ပွဲကြရရလေနာရေးများစွာလုံနေကြောင်တရင်ရရှိပါလေတဲ့နော် PDF ဒီတည်နေကြတာနော်တည်နေကြတာနောက်တစ်ခုကတော့ဦးစောကုန်းအင်းရှင်နဲ့ ဖောင်းပြင်မျိုးမျိုးဖောင်းပြင်မျိုးတိုင်းတိုက်ဝယ်စတင်ဖို့ KIA နဲ့ PDM များဖောင်းပြင်မျိုးပတ်လည်မှာစူးစီးနေပြီဟုသိရပါတယ်။ KIA အဖွဲ့များကတနာချေးရွာနေတနာချေးရွာနေရောက်ရှိနေပါသည်တဲ့။တမူးနဲ့ချင်းပြည်နယ်ဘက်ကလည်းတနာချေးရွာမှာပို့ဆောင်ပေးနေပါတယ်တဲ့။တနာချေးရွာနေရွှေမျိုးများစီကာစီကာနေပါတယ်တဲ့။စီကာစီကာတစည်းလင်၅သိန်းချက်ခီးတဲ့ကတစည်းလင်၅သိန်းချက်ရွာဝင်ကြီးကိတ်ဖွင့်၍ကောက်ခံနေပါတယ်တဲ့။တို့ဖြစ်ပါ၍ဖောင်းပြင်မျိုးမျိုးအတွက်အန္တရာယ်ရှိပါသဖြင့် ဟောင်းမြေမျိုးအတွင်းမှသတင်းပေးနေသောဖျက်သည်များကိုတိုင်ကြားတော်လဲအေးအေးယူပေးခြင်းမရှိသဖြင့်အထက်လူကြီးများသိအောင်ကုသိုလ်ဘုန်းကြီးမှအနေဖြင့်ပြောပြစေသေးခြင်းလိုပါလေတဲ့305လ2025အနောက်မှအနောက်မကြီးကံကတက်စုရှင်တက်စုရှင်မကန်တက်စုနဲ့ထပ်ပေါင်းတဲ့တဲ့မြေပင်ထိုးစစ်အဝင်းထိုးစစ်ကပို့ပြီးတော့မှတိကျရင်ကောင်းပါပဲတဲ့အဲ့ဒါတော့ပကုတ်ပေါ့နော်ပကုတ်နယ်တဝိုက်နယ်တဝိုက်လေးပေါ့နော်အဲမှာလက်ရှိလက်တိုက်ပွဲတွေတော်တော်များများဖြစ်နေကြတယ်ပေါ့နော်နောက်တစ်ခုကတော့မော်လမြိုင်ရန်ကုန်လမ်းတထုံစိုက်ကော်ချားက မိုးကောင်းတရားကို35လ2025ရဲ့နေ့ကစက်တနာရီခွဲတော့မှာမိုင်းခွဲခံတိသွားပါလေတဲ့ကာနာပိတ်မိလို့နေပါလေခင်ဗျာတဲ့နော်မင်းညာပြောနေအေယော်ဘီမြေအရှိမကန်းချီအနီးအနှိမ့်ကျေးရွာအုပ်စုတောင်ကျွန်းရွာသူ2025ခုနှစ်မေလ22ရက်9နာရီ55ချိန်ကနေဦးကန်းတို့မှဖမ်းဆီးရန်လာရှာလာရှာခဲ့ရာမတွေ့သဖြင့်ရွာသားများနဲ့တွေ့ရာလူများကိုရိုက်နှက်ပြီးတနက်ပစ်ပေါက်တီကြောင်တိရှိရသဖြင့်မြောင်ကျွန်းရွာကတက်ကလုံးကျုံရေးအခွဲမှာလမ်းပစ်ကတ်တဖြင့်16နာရီ50အချိန်တွင်အကြမ်းဖက်များပြန်လည်ဆုတ်ခွာသွားကြောင်သိရတယ်တဲ့နော် နောက်တစ်ခုက20နာရီ3:31အချိန်ကမြင်းညံတောင်သာလမ်းပေါ်ရှိမြင်းညံမြို့နယ်ဂွေးပင်ရိုးကျေးရွာတွင်နဲ့အခြေပြုသည့်ပြည်သူ့စစ်အဖွဲ့အားအကြမ်းဖက်စီစစ်ဆဲများလာရောက်ပစ်ခတ်သည့်ဖြင့်နှစ်ဖက်ပစ်ခတ်မှု나이ဝဲခန့်ကြဖြစ်ပွားခဲ့ရာထိခိုက်မှုအခြေအနေအားမသိရှိရသေးပါတဲ့နော်2025မေ3.31အချိန်မြင်းညံမြို့နယ်ဂွေးပင်ရိုးရွာနှင့်စံဦးရွာနမ်းမြင့်ကိတ်တို့အကြားရှိထမ်းမင်တော်နေရာများအားလင်းရင်ဖြစ်ဘုံကျဲပြက်ကတ်ကြောင့်တိကျပြီးအသေးစိတ်အနေထားကိုမသိရသေးပါဘူး။နထိုးကြီးမြို့နယ်မြောက်ဦးကြီးကျေးရွာရှိဦးမြတောင်နေအမေ 73နိုင်အချိန်ခန့်လေကြောင်းမှဘုံကျဲကြခဲ့ရအိမ်ပေါ်တည့်တည့်ကြ PDF များထိခိုက်ကြဆုံးတည်ဦးသိရပြီးအရေးအတွက်မသိရသေးပါနဲ့တိုက်ပြူကြောင်သိရတယ်တဲ့72နိုင်လည်းပြစ်ခဲ့သေးတယ်တဲ့နိုင်လို့နေရလဲ72နိုင်လည်းပြစ်ခဲ့သေးတယ်တဲ့နောက်ဦး ရွာကျော်ဦးဇော်ဦးအမဲကုံကိုလည်းဘုံကျဲချပြီးအပေါ်မှာစစ်တပ်နဲ့ပြည်သူပြင် PDF များထွက်ပြေးတော်လဲထီးကိုက်တီဟုတိရှိရကဲကြောင်းနဲ့အဆိုပါကျေးရွာဝင်းကျင်နဲ့ NUG မှာအချံပေး92အောင်ဆိုးအောင်နဲ့0တက်ကြီးတို့လက်တလောအခြေပြုနေသည်ဟုတင်ရရှိကြောင်းတင်ပြအဲ့ဒါနောက်တော့ဒီကျွန်တော်တို့တောင်းကန်ကန်ကြီးပေါ့နော်ကန်ကြီးစေးအခြေဘက်ချမ်းမာတယ်လမ်းတွေတခုရှိတယ်လမ်းတုံထိတဲ့တဲ့မှာအာစီတိုက်တလုံးရှိပြီအဲ့ဒီတိုက်ရဲ့တောင်ဘက်ကလေးမှာတထပ်တိုက်တလုံးရှိတယ်အဲ့ဒီတိုက်မှာလက်နဲ့ထိမှန်ဒံရရတပုံပလောင်တနုတွေ ကိုစေကုတာပြနေတယ်တဲ့ကံကြီးမှာကားတဲ့အမာခံထောက်ဖို့လောက်တွေပဲရှိတော့တယ်တာမန်အရက်သားနဲ့တပုံအားပေးတင်းပေးသမားတချို့တောင်မန္တလေးပြင်ဦးလွင်တောင်ကြီးပြေးကုန်ကြပြီတဲ့ဂူကဲမတုံတက်လို့ပါအဓိကထောက်ဖို့အကြီးစားတွေအိမ်ကိုမပြတတ်ဘူးတဲ့ဓနုပီဒီယားနဲ့ပလောင်ပီဒီယားတွေရွာထဲမှာခိုးအောင်နေကြတယ်လို့အမာခံမြေခွေးချင်းတွေအမာခံဘန်ဂါတွေတိဆောက်ပြီးအသည့်အနေထားနဲ့လှုပ်ရှားနေကြပါလေတဲ့စစ်ဆောင်ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကတော့ဘာမှမကျန်တော့ပါဘူးတဲ့ဓနုတပုံနဲ့ပလောင်တပုံတွေအကုန်ယူသွားကြပါပြီတဲ့အကုန်အိမ်ဟောင်းလောင်းကြီးပါပဲတဲ့မထူးတဲ့ဘဝမှာမှမြေချင်ရပါပြီတဲ့တရွာလုံးမီးလောင်တိုက်သွင်းပြလဲနားရတာပဲတဲ့ဘဝကိုတိကပြန်စားမယ်တဲ့ တက်မတော်သားတွေအန်ဒီရကင်းဆောင်နဲ့ကြော်ပြက်နိုင်ရင်ရန်သူကိုကျူပင်းခုတ်ကျူမုတ်မကြံဘူးပဲလိုပါတယ်လုံးတင်လုံးထိုက်တာအပြက်တော့ဖို့တိုက်တွန်းပေးပါဗျာတဲ့မြေကြီးပေါ်ဖျားခင်းပြီးအိပ်ပြရသေးတဲ့မြေကြီးပေါ်ဖျားခင်းပြီးအိပ်ပြရသေးတဲ့စစ်ခွေးဟောမြေမြေကြီးပေါ်ဖျားခင်းပြီးအိပ်ပြရသေးတဲ့ခွေးတကိုးတွေကိုစိတ်နာလုံးလိုပါတဲ့တရွာထဲသားချင်းတွေအပေါ်တော်နဲ့တပုံနဲ့ပေါင်းပြီးစီးပွားချတဲ့သူတို့ကိုအာမပေးတဲ့သူတွေဆိုလေတက်တဲ့ရင်ပေးတလန်ဆိုပြီးတပုံကို ဖန်ကိုင်းနေတဲ့သူတို့ရန်ကြောက်လို့တဲ့ပြေးနေကြတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဝေယူရောင်းစားအိုးခွက်ပကံတော်မထားဘူးတဲ့အကုန်ယူနေကြတာပေါ့ဗျာတဲ့ဒါကြောင့်လှုပ်ချင်တယ်လို့လားလှုပ်ပါလေခြေချင်းနဲ့တောင်းဆိုပါလေတဲ့အဲ့လိုဖုံးရတယ်မကန်ဘူးဆိုလို့ရှိရင်ခေါ်တာနော်မကန်ရင်လှုပ်ရှိလို့မကန်တာကျွန်တော်ကမြင်းကြံကိုပေါ့နော်မြင်းကြံကိုကျွန်တော်မြင်းကြံကိုပေါက်ကိုတော့ကနေပြီးတော့မှာကြီးကအထက်တရာအင်းကြီးနော်မက်တီတာရုံမို့လှူတာအဲ့တော့လှူတော့ကျွန်တော်ကအဲ့ဥစားကိုတက်တာရဲ့ဈေးနှုန်းနဲ့ကြီးကတက်တဲ့၄000၈000နဲ့ကျွန်တော်ဝယ်ပေးတာဝယ်ပေးပြီးတော့ ဘောနောပတ်စံလေးကျွန်တော်စိုက်ပေးထားတယ်ပေါက်ကိုတော့လေဟိုမှာသူသူလည်းဟိုအလူတန်းကများနေတော့နည်းနည်းငွေချက်နေပုံများအဲ့ဒါနဲ့ကျွန်တော်ကားကြီးကိုသွားတော့ကားကြီးကြီးကမတည့်ရဲဘူးသူတို့ကမတည့်ရဲဘူးဆိုတဲ့အကြောင်းကြီးကအမှန်နဲ့သူတို့တည့်ရဲမှာမဟုတ်ဘူးစစ်တပ်ကစစ်ရင်လေသူကစစ်တပ်ကစစ်ရင်လေသူကျွန်တော်ဖုံးပြန်ဆက်နေရအောင်ပါနော်ဟိုပီဒီအက်ကတွေ့ဝိုင်းရင်လေသူတို့အသက်ခံရအောင်ပါနော်အဲ့တော့ကြတော့ကျွန်တော်က ဟိုကိုကိုနိုင်ငံနဲ့ကိုလူမျိုးကိုကာကွယ်နေတယ်ဒီပြည်သူစစ်အဖွဲ့မတိတာယူမှုလို့ပေါ့နော်ဟိုအော်ဒါချက်တဲတဲ့ဘွယ်အနေနဲ့ဟောဟိုဒါငါတို့ဒီပြည်သူစစ်ကလေးတွေလိုအပ်နေမှာပဲဆိုပြီးတော့ငါဘာဖြစ်ဖြစ်ပေါ့နော်ငါရောက်အောင်သွားပုံမယ်ဆိုပြီးတော့ကျွန်တော်ကားပေါ်မှာတင်ပြီးတော့မှဒီကနေမနေ့9နာရီလောက်ထွက်သွားတာနော်ထွက်သွားတာပို့လာတော့ကျွန်တော်ပကံချောင်းဦးမှာပို့လာမတိတာယူမှုနဲ့ကျွန်တော်နေရာပကံချောင်းဦးမှာတွေ့ကြတာပေါ့နော်တွေ့ပြီးတော့ဒီကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်လို့ကားတွေကမတင်နိုင်တာတဲ့မတင်ရဲတာနော်မတင်ရဲတော့ကြတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်ပဲဒီပြည်သူစစ်တွေအတွက်ကြီးကအင်ကြီးအထေတရားဦး ကိုယ်တိုင်ကိုကြောက်သွားပို့ပေးတာနော်အဲ့တော့ကျတော့ဟိုဟိုဘက်ကအဖွဲ့ကလည်းမဲကျွန်တော်မသိတာယူမို့သွားပါဖြစ်တယ်ညာဖြစ်တယ်လေကျွန်တော်တို့မြေပြင်မှာလုပ်နေရတဲ့အလုပ်ကခင်ဗျားတို့မှမသိတာနော်မသိတာအဲ့တော့ကျွန်တော်အသွားအပြောင်းမိုးမိတယ်မိုးမိတယ်ပြီးတော့ကျွန်တော်လက်ပြားမှာတက်ကြော်ဆိုင်မှာတော့မှအေးပြက်လို့တနအိခွဲတော့အဲ့မှာအိပ်ပြော်ကတမင်းစားပြီးတော့နော်အခုအပြန်လာတော့ကျွန်တော်မိုးတီရောကြတော့ကျွန်တော်နေမကောင်းနေမကောင်းတော့အခုဒီမကောင်းမိမယ်လေကိုရရှိတဲ့တရင်ချက်ကလေးတွေပြောချင်တာနဲ့တက်လာတာပေါ့နော်ဟို YouTube တော့ live မလွှင့်တော့ဘူးပေါ့နော်ဒီမကောင်းစောစောနားမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့မြင်းညာမျိုးကိုအေးချမ်းအောင် ထိန်းထားတာတက်မတော်နဲ့လက်တွဲပြီးတော့မှမတိတာယူမနိုပြည်သူစစ်မတိတာယူမနိုပြည်သူစစ်တွေဖြစ်တယ်အဲ့ဒီပြည်သူစစ်တွေအတွက်ကြီးကအရေးတကြီးလိုအပ်နေလို့ကိုကိုတိုင်းကိုကားကိုစီထည့်ပြီးတော့မှပကံညောင်ဦးတီနော်သွားပြီးပို့တယ်ပကံညောင်ဦးမှာအဲ့ကြီးကပေးတယ်မတိတာယူမနိုကဒီဗန်ဝေးဘက်ကစစ်သားလေးတွေတောက်ကိုစလိတ်နှစ်ဖာထည့်ပေးလိုက်တယ်နေကောင်းနေနေသွားပို့ပေးမယ်နော်နေကောင်းနေနေသွားပို့ပေးမယ်အဲ့တော့မြမကြီးအများဆုံးချင်းချင်းပါဒီရှင်နှောင်းရောက်နေတဲ့တက်မတော်သားကြီးဘေးရနေခင်းချင်းပြီးနောက်တန်းကမိသားစုနဲ့အမြဲ